ပြန်ပြပိုရှန်တီးတန်းငွေချက်9ဘီလီယံအထက်ရှိဘဏ်များကိုအတုံးနှုံ600ခိုင်နှုံးထိတိုးမြင့်ပေးအပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖန်များကမြမချောင်းဝေးစီရေးပြီးနဲ့ထရှိရမယ်အနည်းဆုံးတီးတန့်ဝေးလိုအပ်ချက်ထက်ကျော်လွန်ထိပ်ပြန်ပြပူရှံတီးတန့်ဝေးရပေါ်မှာပြီးထည့်အသူနှုံကို600ခိုင်နှုံးတို့တိုးမြင့်တက်မှတ်လိုက်တယ်လို့မြမနိုင်ငံထော်ဗဟိုဘန်ကမက်လာ23ရက်မှာ ထုတ်ပြန်လိုက်ပါထိပ်အဆိုပါပြန်ပြပူရှံတီးတန့်ငွေအပေါ်ပေးရတဲ့သူနှုံကိုမူလကသုံးသရမရှိရာခိုင်နှုံသတ်မှတ်ထားရာကနေအခုလိုပြောင်းလဲတိုးမြင့်လိုက်တာဖြစ်ပါထင် ဒီကလိုပေးအပ်ရှာမှပြန်ပြပိုးရှံအသီးသန့်ဝေးပမာဏအနည်းဆုံး၁ခုနှစ်ဘီလီယံနဲ့အထက်ရှိတဲ့ဘန်တွေကိုသာအတိုးပေးမှဖြစ်ပြီး အများဆုံးပိုးရှံအသီးသန့်ဝေးပမာဏ၁ဘီလီယံ90ထိသာခွင့်ပြုမှ ဖြစ်တယ်လို့ဆိုပါတယ်။ အသွုံငွေတွက်ချက်ရမှာအ ਨੇ ဆုံးတီးတန့်ငွေလိုအပ်ချက်ထိမ့်သိမ့်မှုကာလအလိုက်နောက်ဆုံးနေ့ရှိပြန်ပြပိုရှန်တီးတန့်ငွေအပေါ်မှာတွက်ချက်မှာဖြစ်ပြီးထိမ့်သိမ့်မှုကာလနောက်ဆုံးနေ့ရက်ရဲ့ T+2 နဲ့မြန်မာနိုင်ငံထော်ဗဟိုဘဏ်ရှိသက်ဆိုင်ရာဖန်းရဲ့စည်ရင်ကိုအလို့လျောက်ထည့်သွင်းပေးမှာဖြစ်တယ်လို့ဆိုပါတယ် ပြန်ပြပိုရှန်တီးတန့်ငွေအပေါ်အတိုးပေးထားကိုလာမယ့်မတ်လ26ရက်ကနေဧပြီလ22ရက်နေ့အတွင်းထိမ့်သိမ်းမှုကာလကနေစတင်ကျင်းသုံးသွားမှာဖြစ်ပြီးမြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့အတိုးပေးမယ့်အ ਨੇ ဆုံနဲ့အများဆုံးပိုရှန်တီးတန့်ငွေပမာဏဘောင်းသတ်မှတ်ချက်နဲ့ပြန်ပြပိုရှန်တီးတန့်ငွေအပေါ်ပေးမယ့်အတိုးနှုန်းကို အခါအားလျော်စွာသုံးသပ်ပြီးဈေးကွာလိုအပ်ချက်နဲ့ကိုက်ညီစေဖို့ပြောင်းလဲပြင်ဆင်ထားတိုးထားတဲ့ short ထားတွေကို ုလုံဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။